ိမပြည်သူများရှင်မွန်လူမျိုးများအများဆုံးနေထိုင်ရာရာမြတိုင်းထာနေလို့တင်စားခေါ်ဝေါ်တဲ့မွန်ပြည်နယ်ကြီးဟာဘာသာတာသနာရောင်ထွန်းလင်းတောင်တဲ့မြို့နယ်ဖြစ်တဲ့အပြင် စီရီပထုံးများနဲ့သာသနာညိကာယအဆောက်အုံများဖုံးတော်ကြီးចောင်းများဟာလည်းနေရာတိုင်းမှာလက်ညှိုးချိုးမလွှဲနိုင်ပါဘူးရှင်။ဒီကနေ့ကျမတို့ Skynet Media မော်လမြိုင် Bureau မှရှိုင်းကိုထုံးနဲ့တင်ဆက်ပေးချင်တာကတော့ကမာဝက်မြို့နယ်မှာရှိတဲ့ချင်းသည့်ចောင်းတိုက်ကြီးရဲ့ကြောက်စာသမိုင်းဖွင့်ပွဲအခမ်းအနားနဲ့ပြုပြင်ဆဲဖြစ်တဲ့တိန်တော်မှာတိန်ဖျားကန်းအတွင်းမှာဓာတ်တော်ရုပ်ပွားတော်များအားဌာပနာသင်္ကာပူဇော်တဲ့ညီငယ်များကိုမိဘပြည်သူများသိရှိစေနိုင်ဖို့ရှိုင်းကိုထုံးနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ ခန်းသားတွင်ပထမဦးစွာရှင်သည့်ကျောင်းတိုက်ဆရာတော်ဖျားကြီးမှာဩဝါဒကထာမိန်ကြားတော်မူခဲ့ပါသည်။အဲနောက်မှာတော့မွန်တီနယ်ဝန်ကြီးချုပ်ဦးအောင်မြတ်မင်္ဂလာစကားပြောကြားပေးခဲ့ပါသည်ရှင်။တဆက်တည်းမှာပဲရှင်သိကျောင်းတိုက်ဆရာတော်ဖျားကြီးမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မြင့်နဲ့တကွာတန်ဃာတော်များမှာ

ြောက်စာကိုမင်္ဂလာအမွှေးနန္တရေးဖြင့်ပတ်ဖြန်းပေးခဲ့ပါတယ်မျိုးပေါ့ချင်းစစ်ចောင်းသားရဲ့တမိုင်းဆိုတာ ဟုတ်1250ခုနှစ်ခုနှစ်လောက်ကပေါ့ဒီယောဂတိတိုင်းမူပေမြို့မှာပမာဆရာတော်တပါးကနေပြီးသာသနာပြုပျက်ပြီးကျောင်းတိုက်ကတည်ထောင်လာအဲကနေစပြီးတော့ဒီတိုက်ကျောင်းကြီးကဖြစ်မြောက်တဲ့ခါကျညာဆက်ဆက်ဆက်သူထိကနှစ်ပေါင်းတရာနဲ့15နှစ်ရှိတဲ့ခါကျရင်တမန်ရဲ့ကြောက်စာပေါ့မရှိတဲ့တော့ကြောက်ဒီနောင်လာနောင်သားတွေပေါ့ ဒီเจ้าရဲ့ဖြစ်စဉ်တမိုင်းကိုအလုံးသိစေခြင်းလို့သာသနာပြုထားတဲ့ဒီဗုဒ္ဓဘာသာမြန်မာဆိုတာယဉ်တော်ငါတဲ့အဆက်ဆက်စီပေါင်းပြီးတော့ချီလုံညီညွတ်ပြီးတော့ဒီလိုသာသနာပြုတာလေမြန်မာရောမွန်ရောဆိုတာသာသနာပြုလာခဲ့တဲ့ကြီးရွယ်ချက်နဲ့ဒီကြောက်စာကိုဒီထောင်တာဖြစ်တယ်ဒီတိုင်ကလည်းပဲနှစ်ပေါင်း90ကနေပြီးတော့တိုင်ကချီပီတာခေတ်ဆက်ဆက်ကတော့ ဒီတိုင်ကအဟောင်းလုံးပြည့်စည်ပြီးတော့ဦးဇင်းတို့လက်ထက်ကြနေတန်ကားလည်းများလာတယ်။နောက်တဲ့ခါကျညီတိုင်ကလည်းဆောက်ဥကလည်းမပြည့်စုံတဲ့တော့ကြောင့်ပြန်လဲပြီးတော့ပြုတ်ပြင်းမွန်းမှန်တာပဲ။တိုင်ကချစ်ပိတာတိုင်ပါ။ဒီခေတ်နဲ့ကျဝီတုံကမှတိုင်အဖြစ်နဲ့ဒီဌာနဆိုင်ရာပေါ်အစိုးရဖွဲ့စည်းစစ်ဆေးလျှောက်ပြီးတော့ဒီရည်ရွယ်ချက်နဲ့ဒီတိုင်ကိုဆောက်လူတာဖြစ်တယ်။ဒီမှာရှာတော်ရဲ့ရှစ် ခုကလက်ရှိဆရာတော်ကအထမမြောက်ပေါ့အဲ့ဒီအထမမြောက်ရဲ့ဆရာတော်ရဲ့ဒီမှာကြောင်းထိုင်ဆရာတော်အဖြစ်ဖြစ်၎င်းဒီဆရာတော်ကဒီမွန်ပြည်နယ်မှာတရားဟောဆရာတော်တရားဟောဆရာတော်နာမည်ကြီးကြတဲ့အသက်ပေါင်းအသက်ဆိုတာ80နှစ်လောက်ရှိတဲ့ဆရာတော်လည်းဂုံပြုတည်ရင်နဲ့ဆရာတော်လက်ထက်မှာလည်းတိုင်ကြီးကြီးကျယ်ကျယ်တခုဖြစ်စေခြင်းလို့ဒီရှေးဟောင်းတမိုင်းဝေအချင်းတဲ့အကြောင်းကလည်းပဲရှေးပြီးတော့ဒီလူမျိုး အမျိုးဘာသာသာသနာပေါ့သာသနာနဲ့ပေါ့9000တိုင်အောင်ပေါ့ဒီတိုက်ရှင်းအောင်ဒီတအောင်ပြပေါ့အောင်တူတောင်ထွန်ကနိုင်အောင်ရည်ရွယ်ပြီးတော့ချာနဲ့တကာရည်နဲ့ချာပေါ်မှာရည်မြင့်မှကြာတိတယ်ဆိုပြီးတော့ဦးစင်းတို့ရည်ရွယ်ချက်နဲ့ဒီနေ့မွေးနေ့အခမ်းအနားနဲ့ကျောင်းကျောက်စာတမိုင်းဖွဲ့ပွဲမင်္ဂလာခမ်းအနားတိုင်ရဲ့ပြုပြင်ရဲ့ခမ်းအနားစုပေါင်းပြီးတော့ သာသနာပြုတ်သွားနိုင်အောင်တိုးတက်အောင်ရည်ရွယ်ချက်နဲ့သူတို့လှုပ်ဆောင်တာဖြစ်ကြောင်းကိုပဲတင်ပြလျှောက်ထပ်အပ်ပါသည်အဲနောက်မှာတော့ဓာတ်တော်များကိုចောင်းတိုက်ကြီးတစ်ပတ်လှည့်လည်အပူဇော်ခံခဲ့ပါတယ်ရှင်မိဘပြည်သူများရှင်ချင်းသည့်ចောင်းတိုက်ကြီးကိုတော့កោសាតក្រេ 1261ခုနှစ်မှာဒါယကာဒါယကာမများစုပေါင်းအင်အားနဲ့တိဆောက်ပြီးမြောက်ခဲ့ပါတယ်။ကျောင်းနိုင်ကြီးဟာအမည်သုံးမျိုးခေါ်တွင်နိုင်ပြီးတော့ဗမာကျောင်း၊ချင်းသေးကျောင်း၊ယတနာဒေဝတယုံဟူ၍လည်းခေါ်တွင်ကြောင်းသိရှိခဲ့ရပါတယ်ရှင်။အိမ်နောက်မှာတော့ ကျင်းသည့်ကျောင်းသိမ်တွင် နေရာယူပြီးတော့တိမ်ဖျားကန်အတွင်ဓာတ်တော်ရုပ်ပါတော်များအောင်ဌာပနာသွင်းကပူဇော်ခဲ့ကြပါရဲ့ရှင်။ ရာတော်ကဒီကြောက်စာအတွက်ရာဇဝင်ရေးဖို့ဆိုပြီးကြောက်စာကိုဖြစ်တဲ့ကမန္တလေးကိုရောက်ခဲ့တယ်ပေါ့မန္တလေးမှာရှိတဲ့အကူကြီးကအဲ့ဒါဆရာတော်ဝစားစားရလိုက်ဖို့ပြီးတော့လိုအပ်တာတွေကိုဖြည့်ပြီးဆိုတော့ကြောက်စာဖို့အတွက်လှူဒါန်းမိခဲ့တာပေါ့ ဒီကံမမျိုးကြီးဒီနှစ်တရာနဲ့အဲ15နှစ်ပြည့်ဒီចောင်းသားကြီးအတွက်ပေါ့ဒီဟာကိုအမှတ်တရအနေနဲ့ရေရှည်ဝဖျက်အောင်ဆိုပြီးတော့ဒီចောက်စာကိုရေးတူတာတော့ပေါ့ចောက်စာမပါတဲ့ចောင်းရတွေကသူကမွန်လိုလည်းပါတယ်မြန်မာလိုလည်းပါတယ်ပေါ့ဒီဆရာတော်တွေကဆက်ဆက်ပေါ့ဆရာတော်တွေမှာတည်းတုံးခဲ့တဲ့ဆရာတော်တွေကဒီပထမဆုံးဆရာတော်ကအရာဝတီတိုင်းကပေါ့အဲ့ဒါပြီးတော့မှဒီကံမကဆရာတော်ဆက်ပြီးတည်င်းတုံးတာပေါ့သူတို့ရចောင်းရလေးတွေ ဒီဘာခေါ်လဲနတ်ရဆန်ဝါတဲ့အနေသားလေးတွေကိုပါကြောက်စရာဆိုတာတော့ຢာသက်ပန်တည်မယ်လို့တော့တင်တာပေါ့ဒါတရားကဒီမျိုးကြီးနေတဲ့ဒီဂုံသိက္ခာနဲ့ဒီကြောင်းရဲ့အနေသားနဲ့ဆိုဒီကြောက်စရာကြီးကတော့အများအားတည်ထားနိုင်မယ်လို့တင်ပါတယ်ကိုဝန္ဒပီတိကတော့အပြည့်ပါပဲဒီကြီးကိုတွေဒီလိုမျိုးတွေလူဒန်းတာတွေတွေးပြီးတော့အကိုကိုစားလဲပြောပါပဲအဲ့နောက်မှာတော့ ကျောက်စာသမိုင်းဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ရေဆက်သွန်းချအမျှပေးဝေက အခမ်းအနားကိုအောင်မြင်စွာနဲ့ရုပ်သိမ်းခဲ့ပါတယ်ရှင်။မိဘပြည်သူများရှင်ဒီကနေ့မိဘပြည်သူများကိုကျမတို့ရဲ့ Skynet Media မော်လမြိုင်ဖျူရိုမှရှိုင်ကူထောင်းနေပေးခဲ့တာကတော့မြို့တော်မြို့နယ်ကမာဝက်မြို့နယ်မှာရှိတဲ့ ချင်းသိကျောင်းတိုင်ကြီးရဲ့ကျောင်းစာသမိုင်းဖွင့်ပွဲအခမ်းအနားနဲ့ပြုပြင်ဆဲဖြစ်တဲ့တိန်တော်မှာတိန်ဖျားခန့်အတွင်ဒက်တော်ရွှေပွားတော်များအားဌာပနာသွင်းပူဇော်တဲ့ညီငယ်များကိုရှိုက်ကူထောင်းလင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဒီကနေ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများအားလုံးလည်းစိတ်နှလုံးများရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။